ားလုံးပဲမင်္ဂလာပါရှင်။ Listener Heaven Channel မှာကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါရရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာမကြီးခင်နှင်းယူရဲ့ဇီဝဇိုးဆန်အိမ်လက်ရွေးစင်အတွေးဆောင်ပါစာစုစာအုပ်မှာဘသူများထိမလဲလို့အမည်ရတဲ့စောင်းပါလေးပဲဖြစ်ပါရရှင်။ဖေဖေဤအကြောင်းကို 1968ခုနှစ်စီလောက်ကစာအုပ်တအုပ်ကျမရေးခဲ့သည်ယခု1989ဂျွန်လတွင် လုံမာလင်းမဂ္ဂဇင်း၌အချင်းချုပ်၍ပြန်လည်ဖော်ပြသည်ဖေဖေဤအကြောင်းမှာပြီးပြည့်စုံခြင်းမရှိသေးပါတမီးကြီးမိတာဦးမွေးသည်1968အထိပင်ရှိပါသည်ဖေဖေသည် အသက်86နှစ်အထိပင် နေရ၍1983ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည်ဖေဖေနောက်ဆက်တွဲကိုကျမရေးမိစိတ်ကူးတော်လဲမရေးဖြစ်ခဲ့ပါအမှန်မှာဖေဖေအကြောင်းထက်မိမိအကြောင်းကိုကျမပို၍ရေးဖို့ကောင်းသည်ရေးမိဟုလဲကျမခဏခဏစ조사မိသည်ဖေဖေဇလန်းမှာယောဂဝေဒနာခံစားနေရတော်လဲအလွန်အလုတ်လုတ်၍စိတ်သက်ပြင်းထန်သောလူတစ်ယောက်အကြောင်းဖြစ်သည်ဤလူတစ်ယောက်နှင့်နေရသောကျမအတွက်ခံစားရသောဒုက္ခဒုက္ခတို့နှင့်တကွတခါတရံ စိတ်ညစ်စရာတွေမှရည်စရာကောင်းသောအဖြစ်များကို ကျမဖော်ပြခဲ့ပါသည်ဝေဖန်ရေးသမားနွယ်တစ်ကမူမိအိုဖအိုကိုလှုပ်ကြွေးပြုစုရာတွင်ကုသိုလ်ရသလိုတစ်ဖက်ကစိတ်ထားမတက်လျင်အကုသိုလ်ဖြစ်တတ်ကြောင်းကိုခင်နှင်းယူကဖော်ပြသည်ဟု ဆိုပါသည်ဖေဖေအကြောင်းရေးစဉ်ကဖေဖေတတ်ရှိထင်ရှားရှိချိန်ဖြစ်ပါသည်ရေးပြီး၍ဖေဖေစီစာအုပ်ပို့လိုက်သောအခါသမီးအစုကိုကျေးဇူးတင်ကြောင်း လူကိုယ်တိုင်ပြုစုယုံမက သူ့အတွက်စေဘိုးဝါးကကုန်ကြသမျှကို အစုတယောက်တည်းတာဝန်ယူကြောင်းယခုစာအုပ်ဖတ်ရမှအမှန်ကိုသိရ၍တာရုခေါ်ကြောင်းကျမကိုစာရေးပေးပါသည်အမှန်တော့ဒီစာအုပ်ရေးခြင်းအတွက်ကျမနဲ့ဖေဖေမပြေလည်ခဲ့သမျှပြေလည်ရှင်းလင်းသွား၍ကျမအတွက်အမျက်ထွက်သည်ဟုဆိုရပါမည်နားမကြား၍အကျိုးအကြောင်းတစ်ခုခုကိုပါဇက်နှင့်ရှင်းလင်းပြ၍မရ စာရွက်ပေါ်မှာချရေး၍လဲမဖတ်တော့ဖေဖေကိုသဘောပေါက်နားလည်အောင်ဖေဖေဝိထုနဲ့ကျမတင်ပြခဲ့ရပါသည်စာအုပ်ထွက်ပြီးနောက်ပိုင်းကျမတို့သားအဖပြေလည်သွားကြရုံမကအစုနဲ့ပဲတူတူနေမယ်အစုစီပြန်မယ်နဲ့စန္ဒပြ၍နုနုကမနှဲချော့မော့ထားရသည်ထိုအချိန်တွင်ကျမကျမ်းမာကြီးအလွန်ဆိုးဝါးနေ၍ဖေဖေကို ပြန်လည်မခေါ်နိုင်ပါညီမလေး နုနုဆွေနဲ့သာ အတူထားရပါသည် တနေ့မှာတော့နုနုကအကြောင်းကြားပါသည်ဖေဖေက အဆုစီမပြန်ရရင် အင်ဂျီမလဲရေမချိုးအဲ့ရချင်တော်လဲမလဲဆိုပြီးဆန္ဒပြနေတယ်မမစုအမြန်လာပါလို့ဖြစ်သည်ကျမမှာတကိုယ်လုံးဖော၍အသက်ပင်ရှူမရဘုံမူကြီးကြော်တောင်းကလည်းဆုံးပြီးစတယောက်ထဲနေရခြင်းဖြစ်ပါသည်ချက်ချင်းပင်ဗန်ဒူးလာဂွန်းဆောင်ဖဲနာသက်အစ်စ်ဇာချင်တော်အစ်စ်အိယာကင်းအစ်စ်တို့ကိုယူ၍ဖိဖိစီသွားရပါသည် ကျမရောက်သွားတော့အိယာလေးထုတ်ပိုး၍အဝိသစ်တာအစင်သင့်နဲ့ကျမထံလာရန်ပြင်နေသောဖေဖေကိုတွေ့ရပါသည်ကျမကိုမြင်တော့ကျမလက်များကိုစုပ်ကိုင်းရင်းအစုဘာဖြစ်လဲအသားအရည်တွေလည်းမကောင်းဘူးဝါဖြော့နေတယ်အစုနေမကောင်းဘူးလားမေးပါသည်ကျမကခေါင်းညိတ်၍အဖြေပေးကာစာရေးပြရပြန်သည်ဖေဖေသမီးရဲ့ယောဂါကိုပျောက်ချင်သလားအခုသမီးဘေးရင်မေးလာခဲ့တယ်ဘေးရင်ဆရာကဟောတယ် တမီးမှာခံစားနေရတဲ့ယောဂါပျောက်ချင်ရင် တနင်းလာတမီးကကျမတနင်းလာတမီးဖြစ်ပါသည်အိယာကင်းချင်းအောင်ဆောင်အစ်စ်ကိုစနေသားဖေဖေကစနေသားဖြစ်သည်ကိုခင်းပေးရမည်အဲ့ဒီအိယာပေါ်မှာစနေသားကရေချိုးအဝတ်သစ်အစားသစ်လဲပြီးတလတီတီအိပ်ပါစေအဲ့ဒီလိုအိရင်ကတနင်းလာသားသမီးအတွက်ကျမ်းပါပါစေလို့ဆုတောင်းမြတ်တာပို့ရင်တမီးယောဂါပျောက်မယ်တဲ့ကျမက လောက်ကျန်ဇက်ထုပ်တစ်ခုခင်းလိုက်ပါသည်စာကိုဖတ်ကြည့်ပြီးသည်နှင့်တပြိုင်နက်မောင်ကြီးဆွေနုနုရေရဲဘော်တွေ ခေါ်ဟေးဖေဖေရေချိုးမယ်ကုန်း၍អော်ပါတော့သည်ဖေဖေကဝ၍ရဲဘော်နှစ်ယောက်တွဲထူမှရေချိုးနိုင်ပါသည်ရေမိုးချိုးအဝတ်အစားလဲကအိယာချင်းတော်တစ်တွေခင်းကျင်းထားသည့်အပေါ်မှာနှစ်ချိုက်စွာအိပ်ပါတော့သည်ဤလိုနှင့်အဝတ်မလဲရေမချိုးသောပြဿနာပြေလည်သွားရပါသည်နောက်ဆက်တွဲရေးစရာတွေမှာ အရှိကြီးကြံရစ်ပါသေးသည်သို့သောအခန်းတစ်ခန်းကို ကျမခြံရစ်ပါသည်ဖေဖေမင်းမေကိုလက်ထပ်သောအခန်းဖြစ်ပါသည်ဝတ္ထုတပုတ်အနေနဲ့ဤနေရာမှာအရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပါသည်ရေးမြီဟုစိတ်ကူးပြီးညမလေးနုနုဆွေကို ကျမတိုင်ပင်ပါသည်ကျမတို့မိသားစုကြီး၏ဝတ္ထုဆန်သောဇလန်းများကိုမင်းမေပါဇက်မှာကျမတို့ကိုထုတ်ဖော်ပြောမပြပေကျမတို့ကို ထိန်းသောမင်းမေဤဝမ်းခွဲညမများဖြစ်သည့် တန်တန်ယုံယုံတို့ထံမှကျမတို့သည်မေမေတို့ဤရွှေရောင်ရက်များကိုသိရှိရပါသည်တန်တန်ဤအဆိုအရတင်တင်ဟာတဦးတည်းသမီးပတ်စံကလည်းအဲ့ဒီအချိန်မှာတိတ်ချမ်းသာတာအမေကြီးမေမေရဲ့အမေရဲ့စကားကိုလည်းတိတ်နားထောင်နေတဦးတည်းသမီးဖြစ်ပေမဲ့အမေကြီးကအလိုမလိုက်ဘူးအမေကြီးရဲ့စနစ်ကို လိုက်နာနိုင်တာတင်တင်ပဲရှိတယ်အမေကြီးကတိတ်စနစ်ကြီးတာအစစအိမ်တောင်ထိမ့်သိမ်းရေးအချုပ်အလုတ် အချက်အပြုတ်တင်ထားလိုက်တာတင်တင်အားလုံးတက်တယ်ဒါပေမဲ့ဦးလေးဖေဖေကို သူတို့ကဦးနုခေါ်သည့်အတိုင်းဦးလေးဟုခေါ်ပါသည်ကိုယူရမယ့်အချိန်မှာတော့တင်တင်ဟာမလိုချင်လို့အမေကြီးရဲ့မောင်အိမ်ကိုဆင်းသွားတယ်အမေကြီးကငိုရိုပြီးသွားခေါ်တော့မှ ပြန်လိုက်လာတယ်ဒါပေမဲ့ဦးလေးကိုလက်ထပ်ပါတယ်မိဘဆန္ဒအတိုင်းလက်ထပ်ရပါပေမဲ့လက်ထပ်ပြီးတော့တင်တင်ဟာဦးလေးကိုကောင်းကောင်းပြုစုပါတယ် ကျမသည်ဒီနေရာတွင်ဖေဖေနှင့်မေမေကိုတနာသွားသည် မေမေသူ့ကို မချစ်သည်ကို မသိရှာသောဖေဖေသည် သားသမီးခုနှစ်ယောက်ရသည်အထိမေမေ သူ့ကိုချစ်သည်အထင်နှင့်လေးစားစွာ ပေါင်းတင်သွားသလိုမချစ်မနှစ်သက်သောသူကိုမိဘဆန္ဒအရလက်ထက်ရပါတော့လေရိုတီကျိုးနွန်စွာ ပြုစုသွားသောမေမေဒီကန္နာလေးကိုသာ စာရေးဆရာအတတ်ပညာနဲ့ကျမချေမုံလိုက်ရပါလင်ဖေဖေဝိထုထဲမှာ စိတ်ဝင်စားဝယ် love scene အလှတစ်ခွက်ကို ဖန်တီးနိုင်ပြီဖြစ်သည်ကျမဆန္ဒကိုနုနုနှင့်တိုင်ပင်သောအခါညမငယ်ကဖြင်းညင်းစွာခေါင်းခါပါသည်မမစုစဉ်းစားကြည့်ဘဝအကျိုးပေးကြောင့်ဖေဖေဟာနားမကြားခြေထောက်မတန်ဆွမ်းတာက လွဲလို့အိမ်အောင်ရေးကံသားသမီးကံကောင်းတယ်လိုလေသေးမရှိပြုစုခံရတယ်မေမေနဲ့ဆိုရင်လေဖေဖေဟာမေမေဆုံးတော့ကငိုတာကိုကြည့်ပါလားဖေဖေအပေါ် မိခင်လိုအနွန်အတာခံဖေဖေစိုးသမျှတီးခံပြီးပေါင်းခဲ့တဲ့မေမေလို့ဆိုပြီးတင်တင်လို့တော့မခေါ်ဘူးမေမေရေမေမေရေနဲ့ခလေးလေးလိုပဲငိုတယ်ခုချိန်ထိမေမေဟာသူ့ကိုမျက်မျက်နှိုးနှိုးနဲ့ချစ်ခင်သွားတယ်လို့ဖေဖေဟာယူဆထားတယ်ဒီယူဆချက်အတွေးလေးနဲ့ဖေဖေတည်တဲ့အထိနေသွားပါစေသူ့နှလုံးသားကိုမနာကျင်ပါစေနဲ့တော့မမဆုကဒီအကြောင်းကိုထည့်ရေးပြီးဒီစာအုပ်ကိုဖေဖေပေးဖက်မှာ ီအကြောင်းဖေဖေသိတဲ့တပြိုင်တည်းဖေဖေဘလောက်ဆွေးမလဲအကြောင်းအရာမှန်ကန်နေရေးွက်ကောင်းတစ်ွက်ရတယ်ဆိုတာနဲ့ရေးကျင်တာကိုရေးဖို့မတင်ဘူးလေဖះဖះကျမညမာလေးနုနုဆွေတတိပေးချက်ကြောင့်ကျမထိုအခန်းကိုမရေးဖြစ်ပါထို့ကြောင့်ဖေဖေသည်ကျမရေးသောဖေဖေစာအုပ်ကိုဖတ်ရင်ကြည်နူးချမ်းမြေစွာ သူဤတတရအချိန်ပိုင်းကို ကုံလွန်သွားခဲ့ပါသည် ကျမဒီနေရာမှာသင်ခန်းစာရသွားပါသည် အကြောင်းအရာအမှန်ဖြစ်တိုင်းရေးခွင်းရေးခွက်ကောင်းတိုင်းမရေးသင်ပါတကားချမ်းမြေ့စရာတော့ဆုံးမသလိုကာယအကံဝစီကံမနောကံတို့ဖြင့်ပြုတ်ပြောအတွေးအရေးတို့ဖြင့်မပြောခင်မပြုတ်ခင်မရေးခင်စဉ်းစားပါငါသူတပါနှစ်ဦးသာဘု து များထိမလဲစဉ်းစားပြီးမှ ထိခိုက်မယ်ဆိုရင်မှန်သောအကြောင်းပင်ဖြစ်တော်လဲမရေးမပြောမလုပ်ပါနဲ့လို့ဆုံးမဘူးပါသည် ။ယခုလဲမိမိအကြောင်းကိုကျမသိရေးကျင်သည်မှာလက်ရားနေသည်။ဖေဖေလဲမရှိတော့ပြီးမိမိအကြောင်းကဝိထုတပုတ်ထက်စမ်းကြည်သည်။အတက်အစင်အနှိမ့်အမြင့်တွေနဲ့ဖြစ်သည်။ကျမကိုယ်တိုင်လဲလေ့လာသည်။ကျမတို့အိမ်ဤပုံပြောစရာတန်းတန်းတို့ထံမှလဲကျမအချက်အလက်တွေစုဆောင်းရသည်။သို့တော့ချ၍မရေးဖြစ်သည်။တန်းတန်းကမိမိဤရွှေရောင်ဝင်းလက်သောနေ့များကိုတဝက်တစ်ပြက် ြောပြတတ်သည်တင်တင်ငငယ်ကသူ့အဖိုးကအင်မတန်ချစ်တာတင်တင်မွေးမှအိုင်ယာလန်ထီ9000ပေါက်တယ်ကိုတော့ကရွှေရင်းငါးတပြားကို73ချက်ဆိုတော့9000တန်ဖိုးကိုတွက်ကြည့်ပြီးတော့ပြီးတော့ငင်းပြေးတာမှလည်းတင်တင်ထိုးတဲ့နံပါတ်ကနိုင်တော့ငွေ2000အပိုစုရသေးတယ်အဲ့ဒီအပိုစုရတဲ့ငွေတွေက1000နဲ့တမီးကိုမွေးတဲ့ဒီအိမ်ကြီးကိုဝယ်တာတင်တင် AVM เจ้าမှာလေးတန်းရောက်တော့ ကျိုးခုံနှံကစားခြင်းတို့ရွှေချေချင်းချွတ်လွယ်အိတ်ထဲထည့်ထားခဲ့ပြီးသွားကစားတာပြန်လာတော့မရှိတော့ဘူးအင်းရောက်တော့အမေကြီးကတင့်တင့်ကိုရိုက်တယ်လေအဲ့ဒါအဖိုးကသူ့မြီးကိုရိုက်ရမလားဆိုပြီးတင့်တင့်ကိုပခုံးပေါ်ပိုးပြီးအိမ်မော်ကဆင်းသွားတယ်ဒီအိမ်ကြီးရှေ့ခြံထဲကဘူးစင်အောင်မှာမြီးအဖိုးနှစ်ယောက်ထမင်းချက်စားကြတယ်ဘဘမေမေဤအဖေနဲ့အမေကြီးကမနေ့တောင်းပန်းမှအဖိုးနဲ့တင့်တင့်အိမ်ပေါ်ပြန်တက်တယ် တင်တင်တို့ခစ်ကစိန်ဆိုနှစ်တန်းသွားနှစ်ဖက်လုံးဝတ်တာ ဟုတန်းတန်းကပြောပြသည်မိမိကိုကြောင်းထုတ်လိုက်ပြီးအိမ်မှာသင်းအုပ်စရာခေါ်၍စာဆက်တင်တယ်လို့ဆိုသည်မိမိဤရွှေရောင်ရက်များကိုမမနဲ့ကျမအထိမိလိုက်သေးသည်ကျမတို့ညီအမကိုအဖွားကရွှေချေချင်းဝတ်မလားအပြင်ထွက်ကစားမလားလို့မေးပါသည်အမေတူကျမသည်ခြေချင်းကိုမမတ်အဖွားကိုပေးခဲ့ကလမ်းမမှာထွက်၍ကစားခဲ့ပါသည်ကျမသည် မေမေတို့ရွှေထီးစောင်းခဲ့သောအချိန်များကိုလေ့လာတိုင်းမေမေကငငယ်ကရွှေထီးစောင်းခဲ့ရတာတွေကိုပြန်လည်တန်းတားစရာမလိုဘူးလက်ရှိအခြေအနေနဲ့လိုက်ရောအောင်သာနေရမယ်လို့ဆိုခဲ့ပါတယ်သို့တော့ကျမကလေ့လာရည်သမားမနေနိုင် မေမေဤရွှေရွက်တွေဝေနေသောရွှေပင်ကြီးသည်ဘာဖြစ်၍ရုတ်တရက်ခါးလေမှ ပိုင်းဖြတ်ခံရပါသလဲဖေဖေရုတ်တရက်နားမကြား၍အလုံးမှထွက်ရသောကြောင့်ဟူသော အကြောင်းနဲ့လည်းမလုံလောက် မေမေဤလေယာများရေလွှမ်းမိုးခံရသည်ဆိုသည့်အကြောင်းတကြောင်းကိုလည်းကျမလက်မခံနိုင်။တော်ကရွာဘက်တွင်မေမေစဘာများဝယ်၍လှောင်သောစဘာကြီးတွေရှိသည်။စဘာပေါ်ချင်းဝယ်၍ရသောစဘာများရောစဘာပေးပေးထားသောစဘာများရော ရေဆိုမိ၍အညောက်ပေါက်ကရှုံးရသည်ဆိုသည်ကိုလည်းကျမမကြည်နဲ့။စဘာဝယ်ဖို့ခံထားသောအဝဲတော်ဥလတေဆုံးသွား၍ စီးပွားလျှောရသည် ဆိုသည်မှလည်းယုတ်တိမတန်းကျမငငယ်ကမျက်မြင်မိခံတက်တာကြီးတဲ့တွင် အလူအတန်းသွားတိုင်းဖွားဖွားလက်ဝတ်လက်စားများကိုထုတ်ဆင်သောအခါတွင်ကျမတို့တွေ့မြင်ရသောရွှေများစိန်များချက်ချင်းဘလူပျောက်သွားပါသလဲတန်းတန်းကမူတင်တင်ကတန်းတန်းတို့ကိုပြောတယ်ဆွေစုမျိုးစုဆိုတာချစ်ချစ်ခင်ခင်စီးလုံးညီညွတ်ဖို့လိုတယ်ကလေးတွေဟာဒီနေရာမှာအမှန်ကိုသိရင် သွေးကွဲစရာဖြစ်မယ်။နာကြီးခံခတ်စရာတွေဖြစ်လာပြီးအမုန်းပွားကုန်ကြလိမ့်မယ်။ဒီတော့မတန်းတို့တိတာတွေခလေးတွေကိုမပြောကြနဲ့တဲ့။တင်တင်ကပြောထားလို့တန်းတန်းတို့မပြောလို့ဘူး။တန်းတန်းကလည်းစီးပွားကဏ္ဍပိုင်းကိုမပြောပြတော့ပါ။သို့တော့တန်းတန်းတို့မိမိတို့ကမပြောတော့လဲ။ကျမကလိလာမြဲလိလာပါသည်။လိလာချက်များပြည့်စုံသလောက်ပြည့်စုံလာပါတော့လဲ။ကျမမိမိအကြောင်းကိုမရေးပြစ်သေးဆွေစုမျိုးစုဥမကွဲတိုင်းမပြက် ငိမ့်ချန်းစွာနေရေးကိုရှေ့ရှုသောကြောင့်သာမိမိအိမ်ကြီးတွင် ကျမတို့ဆွေစုမျိုးစုတွေတပြုံကြီးပျော်ပျော်ပါပါနေလာနိုင်ခဲ့ကြသည်။အိုးခွဲချက်စားသည်ဟူသောဓလိမရှိခဲ့တအိုးတည်းစားခဲ့သည်မိမိဤတီးခံခြင်းတရားသည်သူ့စည်းစိမ်ကို ဆုံးရှုံးအောင်လုပ်သူကိုယ်တော်မှခွင့်လွှတ်နိုင်သည်။ကျမရေးတော်မီဟု အစီအစဉ်ချသောအခါမိမိဆိုသူ အမျိုးသမီးကငငယ်ငယ်ကလေးကကံကောင်းပါသည်။စိန်လက်ကောက်တွေအဆင့်ဆင့်နဲ့ ရှမ်းရှမ်းတောက်ခဲ့ပါသည်မချစ်တော်လဲမိဘဆန္ဒအလိုလိုက်ရော၍လက်ထက်ခဲ့သူကိုကျုံနှင့်တူသောမယားမိခင်နှင့်တူသောမယားအဖြစ်ပြုစုခဲ့သည်ကျမတို့အရွယ်ရောက်သည့်တိုင်မိခိုနေထိုင်သောဆွေမျိုးစုကိုဥမကွဲတိုက်မပြတ်အောင်ထိမ့်သိမ်းလာခဲ့သည်ဆွေမျိုးစုအလယ်မှာလဲစီယုံကောင်းသူတယောက်ကျမတို့မောင်နှမတွေသည်ဖေဖေထက်မိမိကို ပိုကြောက်ကြသည်ဖေဖေက အလိုလိုက်သလောက် မိမိကစီကန်းကိုထိမ့်သိမ့်ရ၌ပိုမိုကြက်တဲသောကြောင့်မိမိကိုပိုကြောက်ချင်းဖြစ်သည်သို့သောညဉ့်ဥယံဤဖန်မီးအိမ်စာဖတ်ဝိုင်းတွင်မူမိမိနှင့်အတူစာဖတ်၍ဆွေးနွေးရသည်ကို ပြောပါသည်မိမိသည် စာပေလေ့လာရ၌သားသမီးတွေကိုမိတ်ဆွေတငယ်ချင်းအခွင့်အရေးပေးထားသည်ကျမတို့အရွယ်ရောက်လာသောအခါလဲပြိုသွားသောမိမိဤရွှေပင်ကြီးကိုကျမတို့မောင်နှမတို့တွေပြန်လဲထူထောင်ပါတော်လဲ မိမိလက်ထက်လိုအခက်အလက်တွေမဝေစားတော့ပါတို့တော့မိမိသည် တတရအရွယ်ဘဝနောက်ဆုံးပိုင်းကိုအေးချမ်းစွာ ဖြတ်သန်းသွားရ၍ကျမစိတ်ကြည်နှံ့မိပါသည်ဘလိုပင်ဖြစ်စေမိမိကမိမိဇလန်းတွင်ရွှေမင်းသမီးကလေးပေါ်ဆွေမျိုးတို့ကိုတီးခံစိတ်နဲ့သွေးစည်းခဲ့သူပြီးတော့ဇနီးကောင်းတယောက်မိခင်ကောင်းတယောက်အကယ်၍မိမိအကြောင်းကိုကျမလေ့လာထားရှိရသမျှရေးပြီးဆိုပါတော့မိမိဤ ရှောလက်တောက်ပါသော ရွှေပင်ကို အမြစ်ကလဲအောင်ဖြတ်ပိုင်းသူဤကဏ္ဍကပါရပြီတော်မူ။သူတို့အကြောင်းတွေကိုပြီးပြည့်စုံအောင်ရေးချေရပြီအောင်မူ။သူတို့ကအဖြတ်သမားကဏ္ဍကပါရပြီမီ။မေမေဤဇယိုက်ကို ပြီးပြင်အောင်တယုတ်ဖော်လီလီသူတို့တိတ်ခါကြလေ ဖြစ်တော်မူ။ထို့သောအခါမြမလေးနုနုဆွေဤအဆိုအမိန်ဖြစ်သည့်အကြောင်းအရာအချက်အလက်မှန်ကန်ပေမဲ့သူတစ်ပါးကို ထိခိုက်မဲဆိုရင် ရေးဖို့မသင့်ဘူးပေါ် ဆိုသောစကားကို ကြားယောင်လာသည်မိမိစည်းစိမ်ပြိုလဲသွားသည့်တိုင်ဆွေစုမျိုးစုသွေးစည်းညီညွတ်ရေးကိုထိခိုက်မည်ဆို၍အကြောင်းမှန်ကိုမျိုးသိပ်စောင့်စည်းနိုင်ခဲ့သောမိမိ၏တီးခံစိတ်ကိုကျမလေးစားရမည်ဒီမိခင်ကမွေးတော်တမီးသည်မိမိခြေရာကိုထတ်တူ မနှင်းနိုင်စေအောင်သောမိမိလမ်းစဉ်ကိုတော့အတတ်နိုင်ဆုံးထိမ့်သိမ်းရတော်မူပြီးတော့ချမ်းမြေ့ဆရာတော်ဖရာဤငါသူတစ်ပါးနှစ်ဦးသားတွင် ဘသူများထိမလဲဆိုသည်ကိုမရေမပြောခင်နှလုံးသွင်းစင်ကြင်ပြီးတစုံတယောက်အားထိခိုက်မယ်ဆိုရင်မရေပါနှင့်ဆိုသောဆုံးမစကားများသည်ကျမကလောင်အားစာရွက်များပေါ်မှအဝေးသို့လွင့်ခွာသွားစေပါတော့သည်ကျမမေမေဤအကြောင်းကိုမရေဖြစ်သေးပါနားဆင်သူပရိသတ်များအားလုံးစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်အားလုံးပဲကျေးဇူးများ၏တင်ပါတယ်ရှင်